ကြားပြရွေးကောက်ပွဲလုပ်ပြီးမယ်ပြီးရင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမယ်ပြီးရင်လွှတ်တော်တဲ့ကိုဆွဲခေါ်မယ်မင်းတို့တွေစောက်ပိန်းနေသိရမှာဒေါအောင်ဆန်းစုကြည်လွတ်လို့ဒီဒေါ်လာရေးပြီးမှာမဟုတ်ဘူးဒေါ်လာဒေါအောင်ဆန်းစုကြည်ကြောင့်ဒီဒေါ်လာရေးဖြစ်နေတာမဟုတ်ဘူးဆိုတဲ့အသိစိတ်တက်လေတော့ရှိတာပို့လို့လေအခုတိုက်ပွဲကဗမာတွေအတွက်ကအီးအိုကိုအီးအောင်မရှိရင်တိုက်လို့မရအောင်တော့အဲ့ဒါလေးလည်းကောင်းလေဆရာ NUGD MOD တွေဟိုလူတွေအော်ပြီးဒီလူတွေကဖျားတာမေတာမေနဲ့လက်လောပြဿနာတော့ရှင်းရင်ရှင်းသွားလိမ့်မယ်ရေရှည်ပြဿနာမလွယ်ဘူးကွယ်လုံကအရန်ကိုမဟာပြူကကြတဲ့စစ်သေးတာကြီး ရန်ထိုးပေါက်ကခတ်တဲ့နေရာကြီးဒါတော့မှရှမ်းပြောင်းမှာဒါ A ရဲ့အကူကြီးနဲ့ KN ရဲ့အကူကြီးနဲ့ရှမ်းပြောင်းဆစင်ကြီးဆိုတာနိုင်တာနော်တိတ်စကားတွေအများကြီးပြောနေအဆင်ပြေဘူးတချို့ကတွေအဲ့တော့ဗာပြောချင်လဲဆိုတော့ကျွန်တော်တို့ကအညာဒေသတို့ကချင်းရဲ့ရခိုင်ရဲ့ကချင်ရဲ့ရှိတယ်။ဘာမှစိတ်ပူစရာမလိုဘူး။နော်အလုံးလုံးနေတဲ့အတွက်လူတွေတို့အချိန်တခုတော့ရှိမှာပဲ။အဲ့ပြောချင်တာဘာလဲဆိုတော့စစ်ပွဲကဘယ်အချိန်ထိပြီးမှလဲဆိုရင်ပြည်သူတွေလက်လျှော့လိုက်တဲ့အချိန်ပြည်သူတွေကစစ်ပွဲကိုစိတ်ကုန်လာတဲ့အချိန်ခြားရင်တော်လည်းပြီးသွားလိုက်မယ်။ တော်လိုင်းဘရော့အောင်မလဲဆိုရင်ပြည်သူတွေတက်ကြွနိုးကြတဲ့အချိန်မှာပြည်သူတွေရုံကြီးကြီးနဲ့တပ်ပေါင်းစုပေါ်ပေါက်ရေးအတွက်ကိုနီးနာကြကြစဉ်းစားနိုင်တဲ့အချိန်ကြီးတော်လိုင်းအောင်ရလိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လိုင်းရေးအောင်မြင်ဖို့အတွက်အဓိကအရေးကြီးတဲ့အချက်တွေကိုရဲဘော်နိုင်နိုင်အောင်ကဆွေးနွေးတင်ပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာကြားပြရွေးကောက်ပွဲလုပ်ပြီးမယ်ပြီးရင်ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးမယ်ပြီးရင်လွှတ်တော်တဲ့ကိုဆွဲခေါ်မယ်မင်းတို့တွေစောက်ပိန်းတွေသိရမှာဒေါအောင်ဆန်းစုကြည်လွှတ်လို့ဒီတော်လိုင်းကြီးပြီးမှာမဟုတ်ဘူး ဒေါ်လာဒေါ်အောင်ဆန်းစုကြည်ကြောင့်ဒီဒေါ်လာကြီးဖြစ်နေတာမဟုတ်ဘူးဆိုတဲ့အသိစိတ်တက်လေတော့ရှိတာပို့လို့တယ်အရန်ရေးကြည့်လို့ပြောတာနော်မတော်ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တာချစ်တာပဲဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးဆက်မှု အတိမပြူတာပြူတာပဲမဆိုင်ဘူးဒေါ်လာကြီးနဲ့မဆိုင်ဘူးအဲ့ဒါဒေါ်လာကြီးမဟုတ်ဘူးအဲ့ဒါຫນွေဦးဒေါ်လာကြီးမဟုတ်ဘူးဒေါ်အောင်ဆန်းစုကြည်ကိုချစ်တာဒေါ်အောင်ဆန်းစုကြည်ကိုကြိုက်တာ NLD ရဲ့မူဝါဒတွေကိုလေးစားတာလိုက်နာကျင်တာအဲ့ဒါငါတို့ကိစ္စမဟုတ်ဘူးຫນွေဦးဒေါ်လာကြီးနဲ့ဘာမှမဆိုင်ဘူး ငါတို့တိတာကမှာကဒေါ်ဆန်းစုကြည်လွတ်ချင်းမလွတ်ချင်းတိုင်းရင်းသားတွေ NCA ထိုးချင်းမထိုးချင်းငြိမ်းချမ်းရေးပွဲတက်ချင်းမတက်ချင်းကအဲ့ဒါကသူတို့ပြဿနာနဲ့သူတို့ငါတို့ပြဿနာကဗမာတွေတိတာကမှာကငါတို့တော်လိုင်းကြီးကိုဒီလောက်နဲ့ပဲအဆုံးတတ်နိုင်တာလားဒီလောက်နဲ့ပဲတော်ပြီလားဆိုတာစဉ်းစားဖို့အဲ့တော့ဒီຫນွေဥတော်လိုင်းကြီးကဒေါ်ဆန်းစုကြည်လွတ်လို့တစ်စစ်ချိုးနဲ့ပြောင်းလဲသွားပြီးတော့တော်လိုင်းကြီးကစိတ်သက်စရာကောင်းပါလေဆိုပြီးညှိထွားပြီးတော့တော်လိုင်းကြီးကိုစိတ်ကုန်ပါပြီးပြောတဲ့ကောင်တွေကလည်းတတ်တတ်ရှိပါခင်ဗျာ ဲ့တော့ရှိချင်းမရှိရင်သူတို့ရဲ့စောက်ပြတ်တာငါတို့စဉ်းစားကားမှာကဒီတော်လိုင်းရေးပြီးသွားလို့နိုင်ငံရေးသမားတွေကဂုံယူစရာကောင်းတဲ့ကောင်တွေဖြစ်မယ်ထင်လားအထူးသဖြင့်ဗမာနိုင်ငံရေးသမားတွေဂုံယူစရာကောင်းတဲ့လူတွေဖြစ်မယ်လို့ထင်လားစစ်တပ်တို့ရဲတို့ဆိုတာကောချစ်ဖို့ကောင်းတဲ့လူအဖွဲ့စည်းတို့ဖြစ်မယ်လို့ထင်လို့လားလူငယ်တွေရဲ့ယဉ်ထဲမှာနာဝါးပြီးကွာအဲ့တော့ပြည်ပကိုထပ်ပြီးသွားတဲ့တရောင်းသားများကဘာပြောမလဲဆိုတော့အမေစုချမ်းမာပါစေ ဟောမကျင်တဲ့ကောင်ကြီးကကိုးစားလို့မဝရတဲ့ကောင်ကြီးကဘာကြောင့်လဲမင်းတို့ကဒီလောက်နဲ့ပဲတန်တာကိုဒီလိုပဲဆုံးသတ်ရမှာပေါ့ဆိုတဲ့စကားနဲ့ပြောလာအောင်ပါအဲ့တော့ရှင်းရှင်းလေးပဲဒီလေးကဝဲအလွန်မှာဘာပြင်ဆင်ကြမလဲတော်လန်ကြီးကိုဘယ်အချိန်ထိငါတို့တတ်မှတ်ထားလဲတော်လန်ကြီးကအောင်မယ်သကဝိုင်းပေါ်မှာစကားပြောမှလားအနိုင်နဲ့စကားပြောမှလားတရင်နဲ့စကားပြောမှလားအရှုံးနဲ့စကားပြောမှလားအများကြီးစဉ်းစားကြတယ်အများကြီးပဲစဉ်းစားကြတယ်အများကြီးပဲ အဲ့တော့ဟိုအန်တီမပန်းတိုင်လည်းမရှိဘူးညီမချက်ကြီးရချက်ကလည်းဘာမှမသိဘဲနဲ့ဟိုလူဆောက်ပြတယ်ဒီလူဆောက်ပြတယ်ဟိုပြစ်ပြောဒီပြစ်ပြောကြတော့အဆင်မပြေတော့ဘူးအဲ့တော့ကိုကြောင်လေးဒီကိုစဉ်းစားကြအောင်เนาะအဲ့တော့ unit တစ်ခုကိုတိဆောက်တဲ့နေရာမှာမူဝါဒတွေစချမှတ်ရမယ်အကောင့်တွေဖော်နိုင်အောင်ကြိုးစားရမယ်ငါတို့ NGO ကိုအားမရအောင် CRB ကိုအားမရအောင်ဟုတ်ပြီအဲ့ဒီကောင်တွေအားမရအဲ့ဒီကောင်တွေကြောင့်မေးလိုက်ငါတို့သူတို့ထက်တောင်ဘယ်လိုစီးရုံးလဲတချို့ line ပေါ်ကနေပြီးတော့တပ်ပေါင်းစုကိုပြောတဲ့ကောင်တွေမေးကြတယ်မြေပြင်ကိုခဏလောက်စဉ်းစားလိုက်မြေပြင်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေကိုပြန်ပြီးတော့စဉ်းစားကြည့် ခိုးလို့ရှိရအလှူခံလူရှိရအလှူခံပြီးတော့တနက်ပေးမယ်ဒုံပေးမယ်ဟိုပေးမယ်ဒီပေးမယ်မလုပ်နဲ့အဆင်မပြေဘူးကြွရတယ်။ကိုပြဿနာကိုဖြေရှင်းမှရတယ်ပြဿနာဆိုရင်ကိုကိုယ်တိုင်မြေပြင်မှာရှိနေမှရတာမြေပြင်မှာစောက်ပြဿနာကြီးများကြီးတယ်။နေတူတူကစောက်ပြဿနာကြီးများကြီးတယ်။အဲ့ဒီပြဿနာတွေကိုဒိုင်ငံဖြေရှင်းဖို့ဆိုရင်တဏှာနဲ့တဏှာမှာတာဝန်ခံမှုတာဝန်ယူမှုတွေအပြည့်နဲ့လှုပ်လှုပ်ရတာမလွယ်ဘူး။လိုင်းပေါ်ကနေပြီးတော့အာချောင်ပြီးတော့တပေါင်းစုအော်ပလေးနဲ့အဆင်မပြေဘူးအထင်လည်းမကြီးဘူးလည်းကောင်းတယ်။လက်တွေလှုပ်ကြည့်အရန်ခက်ခဲတယ်ပြင်ပန်းတယ်။အစားစင်းရဲ့အနေစင်းရဲ့အသွားစင်းရဲ့ နော်ဘယ်ချိန်ရရန်သူကပြစ်လို့ပြစ်မှမသိဘူးဘယ်သူကလောက်ကြလောက်ကြမှမသိရဲ့ဂျားထဲမှာလှုပ်လှုပ်လာတာမျိုးက line one နေနေပြီးတော့ဟိုရခိုင်တွေကဘလို့စစ်တိုက်တယ်ကရင်တွေကစောက်သုံးကြအောင်အကချင်းကတော့ဘလို့ဖြစ်ရှောက်ပြောနေတယ်ကိုကိုတိုင်ကြတော့ပုံမှန်လဲဆိုတော့ online ပုံမှန်အဆင်မပြေဘူးလေအဲ့ဒါလေးလည်းပြည်သူလူထုနားထည်ထားဖို့လိုတယ်ကျွန်တော်တို့ပြည်သူတွေကလည်းဟိုလူကကျွန်တော်တို့ပြည်သူတွေကလည်းတခါညဟိုကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးเนาะအသုံးမကျတာလားနားမလဲတာလားမသိဘူး။ဘာလို့ဆိုတော့ဟိုကိုကအားကိုးကျင်တာတော်လိုင်းအောင်ကျင်တာအဲဒါကြောင့်အောင်စိတ်တွေများပြီးတော့ ဟိုလူကိုလည်းဆရာတင်ချင်းဒီလူလည်းဆရာတင်ချင်းဟိုဖွဲ့ကိုလည်းအားကိုးချင်းဒီဖွဲ့ကိုလည်းအားကိုးချင်းဖြစ်နေတာပြဿနာအားလာတယ်အဲ့တော့တပ်ပေါင်းစုလုပ်မယ်ဆိုစစ်တောင်းတွေအရင်ဖွဲ့စစ်တောင်းတွေဖွဲ့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 ပြီးတော့ unit တွေတူဆောက်စစ်တောင်းတွေဖွဲ့ပြီးသွားလို့ရှိချင်းတပ်ပေါင်းစုပြန်လုပ်လွယ်လွယ်လေးပါရခတ်တာမလုပ်ချင်လို့မပြီးလားလုပ်ချင်လွယ်လွယ်လေးနော်တိုင်းပြည်ပေါ်နဲ့လူမျိုးပေါ်မှာစေတနာရှိတယ်ဆိုရင်စစ်ကြောင်းတွေဖွဲ့မြို့နယ်လိုက်စစ်ကြောင်းတွေဖွဲ့စစ်ကြောင်းတွေလည်းပြန်ချစစ်ကြောင်းပထမစစ်ကြောင်းဒုတိယစစ်ကြောင်းစစ်ကြောင်းနှစ်ကြောင်းဖွဲ့မြို့နယ်တခုမှာလိုအပ်လိုအပ်တဲ့နေရာမှာတိုက်ကင်းထွက်အကာကင်းထွက် နော်ပင်ကုမျိုးရှိတယ်လေ့လာအောင်နော်တိုက်ကင်းလို့ကာကင်းလို့စောက်ကင်းလို့ရက်ကင်းလို့အတန်ကင်းလို့ပြစ်ကင်းလို့ကာကင်းလို့လုံကြုံရေးကင်းလို့တဘုံပါတဘုံပါအဲ့တော့ငါတို့ကပြည်သူလူထုကိုချစ်အောင်နေပါပြည်သူလူထုကလည်းဟိုဖွဲ့ကိုအာကိုနေလို့ဒီဖွဲ့ကိုအာကိုနေလို့ဟိုလူမာကဘာလို့မလို့ဒီလူမာပါတကယ်အလုပ်လုပ်တဲ့ကောင်တွေအတန်မဖက်ဘူးအခုချိန်ကြီးကရင်နီနဲ့ကရင်နဲ့ညှိလို့မရဘူးဘာလို့ညှိလို့မရဆိုတော့အေးကိုအီးအောင်လို့မဟုတ်ဘူးနော်ကရင်ညီနဲ့ကရင်ပြည်နယ်မှာရှိနေတဲ့ အဲ့ဒီပြည်နယ်တွေကိုနှီးပြီးတော့တိုင်းရင်းသားဒေသတွေကိုနှီးပြီးတော့နေနေတဲ့ local PDF တွေရော PDF တွေရောတက်ဖွဲ့နဲ့တက်ဖွဲ့နဲ့နှီးလို့မရသေးဘူး။ဒါနဲ့ဘယ်လိုပြန်လုပ်လဲဆိုတော့စစ်ကြောင်းတွေပြန်ဖွဲ့ပေးရတယ်။စစ်ကြောင်းတွေပွဲပွဲပြီးတော့တိုက်ရိုက်ခိုက်ရင်လည်းအလုံးလုံးတဲ့ပုံမှာတံမိုးကူညီမှုတွေနဲ့တွားနေရတယ်။အဲ့တော့အခြားသောဗမာပြည်နယ်မှာရှိနေကောင်ငါတော့ငါတော့ဘာကောင်ကြီးငါတော့အင်အားဘယ်လောက်ရှိတယ်။ငါတော့ရန်သူဘယ်လိုရင်ဆိုင်အေးမင်းကအင်အားရှိတယ်မင်းကအင်အားကြီးတယ်မင်းအောက်ကိုဘယ်လိုဝင်ရမလား။ဟုတ်ပြီဝင်ပြီ။ဘာရေးချင်းနေရှိတယ် ဘလို့ support ရရှိတယ်အခုတိုက်ပွဲကဗမာတွေအတွက်ကအေးကိုအေးအောင်မရှိရင်တိုက်လို့မရအောင်တော့အဲ့ဒါလေးလည်းကောင်းလို့ဆရာ NUG တွေ MOD တွေဟိုလူတွေអော်ပြီးဒီလူတွေကဖះတာမေတာမင်းလည်းလက်တော်ပြဿနာတော့ရှင်းရှင်းသွားလိုက်မယ်ရေရှည်ပြဿနာမလွယ်ဘူးအဲ့ရေရှည်ပြဿနာကိုကြည့်ဖို့ဆိုရင်ရွေးကောက်ပွဲအလွန်ပါဒေါ်ဆန်းစုကြည်လွတ်ပြီးတော့နိုင်ငံရေးသမားတွေကိုလေးစားရတဲ့ပုံကိုယ်တွေလွတ်ပြီးတော့ခြေချုံမိပြီးစောက်ကြည့်ခံရတဲ့အခြေအနေမျိုးမှာအာလွတ်မြောက်ပြီလို့တော့မတွေးရနဲ့အဆင်မပြေတော့ဘူးအဲ့တော့ PNL MNDA မပါတိုင်းတော်လိုင်းရပြီးွားမယ်လို့ထင်တာတော်လိုင်းရရှုံးွားမယ်ထင်တာ ါဆိုမှားနေမယ်နော်တကယ်အလုပ်လုပ်လို့ချင်းအိုက်ကတနာမရှိဘူးအဲ့တော့ပြောချင်တာတခုပဲမန္တလေး PDF တွေကကျတော့တကောင်းတော့စစ်တောင်းဘက်ပေါ့စစ်တောင်းဘက်အက်ကနေပြီးရွှေဘူဝက်လက်ရွှေဘူဝက်လက်ကနေကျွန်တော်တို့အညာဒေတာပင်လေဘူးရန်သဘောကြတယ်ကျွန်တော်ရှမ်းပြောက်မှာတနည်းနည်း6လကျော်တောင်ဝင်ဆန်းဆောင်ဘူးတယ်အဲ့ဒီဒေတာမှာကအဲကြီးွယ်မြက်ွယ်ပေါ်တယ်သူ့ပြင်မဲ့တောင်လေးကတောင်ကုန်းတို့များလာချိုးဘက်ချမ်းတော့ပဲတော့ကောင်းတယ်ဗောနော်အဲ့တော့မှဝါဒေတာ၄နဲ့မူဆင်းနဲ့ကတ်တဲ့ကြားထဲမှာတိန်ကြီးကတိန်ကြီးနဲ့ဟိုဟို ဘယ်လိုပြောမလဲကွက်လုံးကအရန်ကိုမဟာပြူကကြတဲ့စစ်တေသားကြီးအရန်ထိုးပေါက်ကခတ်တဲ့နေရာကြီးဒါတော့မှရှမ်းမြောက်မှာဒါအေရဲ့အကူကြီးနဲ့ကေရန်ရဲ့အကူကြီးနဲ့ရှမ်းမြောက်ဆစ်စင်ကြီးဆိုတာနိုင်တာနော်ဒီအဲအေစုခွာမိုးကုံမျိုးကိုကီတုကာကွယ်ရေးတမတော်ဤတရင်တပ်ဖွဲ့များအားလုံးကပူးပေါင်းကာကွယ်မည်ဟုကြေညာချက်များဆက်တိုက်ထုတ်ပြန်ဒီအဲအေစုခွာမိမိုးကုံမျိုးကိုကီတုကာကွယ်ရေးတမတော်ဤတရင်တပ်ဖွဲ့များအားလုံးကပူးပေါင်းကာကွယ်မည်ဟုကြေညာချက်များဆက်တိုက်ထုတ်ပြန်လျက်ရှိသည် မန္တလေးတိုင်းမိုးကုတ်မြို့ကို KNAA တပ်ဖွဲ့ကစစ်ကောင်စီထံသို့ပြန်လည်ပေးအပ်သည့်တိုင်မိုးကုတ်မြို့ကိုစစ်ကောင်စီလက်အောက်မကျရောက်စေရန်အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်းတော်လန်ရေးတရင်ရင်းမြစ်များနှင့်မိုးကုတ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ချို့၏အဆိုအရသိရှိရသည် လက်ရှိမိုးကုတ်မြို့တွင်ဖြစ်ပေါ်နေသောအခြေအနေအရမီတိုပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူမိုးကုတ်မြို့နယ်ပကဖအနေဖြင့်မြို့နယ်အတွင်း၌အခြေပြုထားသည့်တရင်တပ်ဖွဲ့များညီကိုတရင်တပ်ဖွဲ့များတော်လန်ရေးတပ်ဖွဲ့များပြည်သူများနှင့်လက်တွဲ၍မိုးကုတ်မြို့ကိုစစ်ကော်မရှင်လက်အောက်မကျရောက်စေရန်ကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကအတည်ပြုထားသည် တော်လန်ပြည်သူအားလုံးကိုဒီနေရာကနေပြောပြချင်တာကတော့နိုင်ငံရေးဖိအားကြောင့်စုတ်ခွာပေးလိုက်တဲ့ DNA အပေါ်မှာစိတ်ဆိုးဒေါသထွက်တာခံပြင်းကြတာအပြစ်မြင်ကြတာတွေလည်းရှိနေပါတယ်။ဒါပေမဲ့မိုးကုတ်မြင်မှဖြစ်တော့တော်လန်ရေးရဲဘော်တွေအများကြီးရှိနေတယ်လို့စီလုံးညီညွတ်အားနဲ့စစ်ကောမရှင်ကိုပြန်လဲခုခံတွန်းလှန်ကြဖို့လည်းရှိနေတဲ့အတွက်အတူတကွလက်တွဲပြီးစစ်ကောမရှင်ကိုတံပြန်ခုခံသွားပါမယ်လို့ပြောချင်ပါတယ်။ဟု့ မိုးကုတ်မျိုးနေပြည်သူကာကွယ်ရေးတပ်ဖွဲ့ပကဖမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောကြားသည် မိုးကုတ်ပြည်သူကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖာသည်တော်လန်ရေးခီးကြံကြီးအားပြည်သူလူထု၏ကူညီထောက်ပံ့မှုဖြင့်ရည်တည်လာခဲ့သောအဖွဲ့အစည်းဖြစ်ပြီးလက်ရှိအချိန်ထိပြည်သူလူထု၏ထောက်ပံ့မှုဖြင့်ဆက်လက်ရည်တည်နေရသောအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းတော်လန်ရေးအပေါ်တွင်အစဉ်တစိုက်အာတုံခွန်ဆိုင်ဖြင့်စ조사ခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်ဖွဲ့များညီကိုတပ်ဖွဲ့များနှင့်အတူအောင်ပွဲများဆင်နိုင်ခဲ့သည်ဟုဆိုသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်မြို့နယ်မိုးကုတ်ပါကဖအအနေဖြင့်တော်လန်ရေးအစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရန်ဆုံးဖြတ်ထားသည့်နှင့်အညီတော်လန်ရေးအောင်မြင်မှုပန်းတိုင်စီသို့ဥလဲမတုံချီတက်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပါကာခေကကြေညာသည်ယခုအချိန်တွင် အကျန်းဖက်စစ်တပ်အားတော်လန်ရေးအင်အားစုများအချင်းချင်းပုံမုံညီညွတ်စွာတိုက်ပွဲဝင်ရမည်အချိန်ဖြစ်ပြီးပြည်သူလူထုအားတိုင်းပြည်ချိန်ဆထားသောတော်လန်ရေးတစ္ဆာအားဂရိတည်နိုင်ရန်ကြိုးစားတိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း မြင်းချံဘလက်တိုက်ကတက်ဖွဲကောင်းဆောင်ဘူမိုက်ခဲကရန်ကုန်ခေတ်တည်ထင်ဌာနထံသို့ပြောကြားသည့်တော်လန်ရေးအင်အားစုများကစူးမိုးထိန်ချုပ်ထားသောနေမင်းများအားအကြမ်းဖက်စစ်တပ်လက်အောက်ပြန်မရောက်ရန်တနိုင်ငံလုံးစစ်ကြုံဘဝမှအကျွမ်းမဲ့လွတ်မြောက်ရန်နှင့်ပြည်သူလူထုလိုလားတောင်းတသော Federal Democracy စနစ်ပေါ်ပေါက်သည့်အထိဆုံးခန်းတိုင်းတိုက်ပွဲဝင်သွားပါမည်ဟုဂတိတစ္ဆာပြုပါကြောင်းအတိပေးထားသည် မြင်းချံဘလက်တိုက်ကတပ်ဖွဲ့မြင်းချံခရိုင်မှတ်ကိုတည်ရင်သည်မြင်းချံခရိုင်တွင်တမကမဟာမိတ်တပ်များဖြစ်ကြသောမိုးကုတ်ပြူဟာတပိတ်ချင်းမျိုးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတထောင်နှင့်ရာ20နှစ်တည်ရင်ထရပ်ပြူဟာတိုးနှင့်အတူမန္တလေးတိုင်းမိုးကုတ်မျိုးနယ်နှင့်တပိတ်ချင်းမျိုးနယ်များတွင်စည်ရေးတာဝန်များကိုပူးတွဲထမ်းဆောင်နေသည့်တည်ရင်ဖြစ်ကြောင်းသိရသည်အလားတူပြည်သူ့ကာကွယ်ရေးတပ်မတော်ထရပ်ပြူဟာသည် စင်ကူးတပိတ်ချင်းနယ်မြေခံများစုအပါအဝင် အင်အားများစွာဖြင့်စုဖွဲ့ထားသောအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကုတ်ကဲမှုအောက်ရှိပြူဟာဖြစ်သည့်နှင့်အညီမန္တလေးတိုင်းအတွင်းရှိနေမြင်များ၏တော်လှန်ရေးဆိုင်ရာလုပ်ငန်းများတွင်အားရင်ပြည့်ဖြင့်စူးစမ်းဆောင်ရွက်နေလျက်ရှိကြောင်းအတည်ပြုထားသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထရာဖြူဟာအနေဖြင့်မိဖက်တော်လှန်ရေးအင်အားစုများနှင့်တွဲဖက်၍မိမိတို့မွေးဖွားအခြေတရားဒေသများကိုကာကွယ်ပြီးမိမိတို့ရည်မှန်းချက်ဖြစ်သည့် Federal Democracy စနစ်စီတို့အခက်ခဲများစွာကြားမှဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်အဲ့တော့ပြောချင်လဲဆိုတော့ကျွန်တော်တို့ကအညာဒေသတို့ကချင်းရဲရခိုင်ရဲကချင်ရဲရှိတယ်ဒါမှစိတ်ပူစရာမလိုဘူးเนาะအလုံးလုံးနေတဲ့အတွက်လူတွေတို့အချင်းတွေကုလို့ရှိမှာပဲ ငါပြောချင်တာဘာလဲဆိုတော့စစ်ပွဲကဘယ်အချိန်ထိပြီးမှလဲဆိုရင်ပြည်သူတွေလက်လျှော့လိုက်တဲ့အချိန်ပြည်သူတွေကစစ်ပွဲကိုစိတ်ကုန်လာတဲ့အချိန်ခိုင်းတော်လည်းပြီးသွားလိုက်မှာတော်လည်းဘယ်တော့အောင်မလဲဆိုရင်ပြည်သူတွေတက်ကြွနိုးကြတဲ့အချိန်မှာပြည်သူတွေရုံကြည်ကြည်နဲ့တပ်ပေါင်းစုပေါ်ပေါင်းရေးအတွက်ကိုနီးနာကြကြစဉ်းစားနိုင်တဲ့အချိန်ကြတယ်တော်လည်းအောင်သွားလိုက်မယ်အရေးကြီးတာကပြည်သူတွေပေါ်မှာမူတည်သလိုနိုင်ငံရေးသမားတွေပေါ်မှာမူတည်တယ်အဲ့တော့အဲ့ဒီနိုင်ငံရေးသမားတွေကဘယ်လိုကောင်းနေလဲဆိုတော့ ဒေါ်ဆန်းစုကြည်လွတ်လာပြီးအမေစုကျမ်းမာပါစေအမေစုနဲ့တမလာကြီးကျမ်းမာပါစေအတိုင်းပြည်ကပျက်စီးနေပြီးပြည်သူလူတွေလည်းပြင်ပန်းနေပြီးတိုင်းပြည်အေးချမ်းအောင်လုပ်ကြပါတော့အဲ့လိုអော်တဲ့កောင်တွေသတိထားအဲ့ဒါတောင်းစားတယ်အဲ့ဒါဖက်ခွက်စားတယ်အဲ့ဒါအစင်မကြည့်တဲ့កောင်တွေအဲ့တော့ပြောချင်တာပါလဲဆိုတော့ခင်ဗျားတို့နေတိုးလည်းမဆဲနဲ့မြင့်မြင့်လည်းမဆဲနဲ့ကျွန်တော်လည်းမဆဲတော့ဘူးဆဲခြင်းဆဲရင်ဆဲခြင်းဆဲရင်စောက်သုံးမကြတဲ့ကောင်တွေကိုဝိုင်းဆဲရမှာတော့လို့အဲ့စောက်သုံးမကြတဲ့ကောင်တွေကဘာတူတယ်လဲဆိုရင်တနေ့ကျွန်တော်ပြောပြမယ်နံပါတ်လေးနဲ့ညွှတ်ပြီးတော့ NUG ကရွေးကောက်ပွဲကိုပြည်ပမှာလုံးမှာဖြစ်တဲ့အတွက်ပြည်တွင်းမှာရှိတဲ့ NUG တွေနဲ့လက်တလောစောက်ပြတနာတက်နေတယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းလေးတော့ပါခြင်းလဲအ NUG မှာလည်းနှစ်ချမ်းကွဲတယ်လို့ CRPA မှာလည်းနှစ်ချမ်းကွဲတယ် MOD မှာလည်းလူငယ်နဲ့လူကြီးပြတနာတကယ်တော့ MOD ကတော့အလုံးလုံးတယ်ကျွန်တော်တို့တွေကလည်းတခါကြောက်ရှင်စီခေါင်းစဉ်တွေကိုလေခွဲချမ်းတက်ကြမယ် CRB ကဘလို့ကောင်စားတွေလည်း NUG ကဘလို့ဝင်ကြီးမျိုးတွေလည်းဘလို့ဝင်ကြီးဌာနတွေလည်းစောက်သုံးကြတဲ့ဝင်ကြီးဌာနတွေဘာလို့ထားရတာလဲဘယ်ကောင်တွေကလာစားယူလဲဘယ်ကောင်တွေကကော်မရှင်စားလဲဒါတွေကိုလည်းကျွန်တော်တို့လေ့လာဖို့လိုတယ် ဲ့တော့ပြောချင်တာဗာလဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်တို့ဆစ်တိုက်တာလားမြန်မာနိုင်ငံကြီးလွတ်မြောက်ဖို့အတွက်တိုင်းရင်းသားပြည်သူတရားလုံးလွတ်မြောက်ဖို့အတွက်ဆစ်တိုက်တာလားကျွန်တော်တို့လိုချင်တဲ့ဖက်ဒရယ်ဒီမိုကရေစီကဗမာတွေရဲ့တိုင်မှာရတာလားတိုင်းရင်းသားတစ်ဖွဲ့ချင်းစီတိုင်မှာရတာအားလုံးအကုန်လုံးတိုက်ပြီးကိုယ့်ယူနစ်ကိုသတ်မှတ်ပြီးတော့ကိုယ့်ပြည်နယ်ကိုထိထောင်နိုင်မှဖက်ဒရယ်ဆိုတာဖြစ်တာတရင်ကပဲကရင်တိုက်ပြီးငါတို့ဖက်ဒရယ်ဆိုတာအဲကြောင့်ရှုပ်ရှင်းဘာဖြစ်လာလဲဆိုတော့မင်းအောင်နိုင်နဲ့စောက်ပြန်တာတိုင်မှာတကယ်တမ်းကဖက်ဒရယ်ကိုပေးသွားနိုင်လားမင်းအောင်နိုင်ပေးသွားနိုင်တယ်နော်အဲ့တော့ဗမာအင်အားစုအားကောင်းအောင်တိစောက်ပါ မကြခင်ကပ္ပသဆက်ယုံနေုံသိခံရမယ်အဲကြရင်မင်းအောင်လိုက်စကားပြောလာလိုက်မယ်ကပ္ပသဆက်ယုံနေုံသိခံရမယ်ကျွန်တော်ပြောလို့ပေါ့ဒီအေဘပထမပတ်တိကျွန်တော်တို့ကစောက်ကြည့်ပဲစောက်ကြည့်ပြီးတော်လိုင်းရဲ့အဆုံးဖြောက်ကျွန်တော်ပေးနိုင်တဲ့အခြေအနေမျိုးတော့ပေါ်ပေါက်လာလိုက်မယ်အဲကြားထဲမှာတောင်ဆန်းစုကြည်လွတ်တာတို့သမရဦးဝင်းမြတ်တို့ဟိုလူတို့ဒီလူအဲလွတ်တဲ့လူတွေအကုန်လုံးရဲ့အနောက်ကိုလိုက်သွားရင်လည်းခင်ဗျားတို့လိုက်သွားနော်ကျွန်တော်ပြည်သူလူထုလည်းကျွန်တော်ရဲ့ပိဋကတ်ကောကျွန်တော်မပိဋကတ်တွေကောကျွန်တော်သတိပေးခြင်းနဲ့ကျွန်တော်တို့ဒွန်ဆန်းစုကြည်လုံးမြောက်ရေးအတွက်တိုက်နေတာလားအဲကျွန်တော်ຫນွေဦးတော်လိုင်းမှာပေးဆက်ခဲ့ရတဲ့ခြေပြက်လက်ပြက်ရဲဘော်တွေမဲဆောက်ဆေးဦးမှာအများကြီးပါ ချို့ရဲဘော်တွေခြေတူးလက်တူတောင်မတက်နိုင်သေးတဲ့ရဲဘော်တွေလည်းရှိပါတယ်အခုကဂျပန်ဖောင်ဒေးရှင်းနဲ့ကိုရီးယားဖောင်ဒေးရှင်းကလာပြီးတော့ခြေတူးလက်တူတွေလုပ်ပေးနေတယ်အဲ့တော့လည်းအားရဝမ်းသာစရာရှိတယ်အဲ့တော့ပြောချင်တာပါလဲဆိုတော့ငူနေတဲ့မျက်ရည်တွေကိုဘယ်ချိန်တိတ်မှလဲဆိုရင်ငူနေတဲ့မျက်ရည်တွေကအောင်ပွဲရတဲ့ကြီးလည်းတိတ်မှမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မှသတိရစရာလူတွေအားကြီးကြံသေးလို့နော်ငူနေတဲ့အတန်တွေကဘယ်တော့တိတ်မှလဲဆိုရင်တော့တော်လိုင်းအောင်သွားရင်တော့မှအဲ့ငူနေတဲ့မျက်ရည်တွေတိတ်မှမဟုတ်ဘူးဘာလို့လဲဆိုတော့ ကြဆုံးကြဆုံးသွားတဲ့ရဲဘော်တွေခြေပြက်လက်ပြက်ရဲဘော်တွေမိရဝဲဖားရဝဲဖြစ်သွားတဲ့လူတွေအတွက်ကျွန်တော်တို့ကဝန်လဲကြရအများကြီးကြတယ်เนาะအဲ့တော့အားလုံးကိုကျေးဇူးတင်တယ်အဲကျွန်တော်ပြောချင်တာတော့မကြခင်ချိန်တိုးတဲ့မှာတော့စခါစားဆော့ရှုပ်ပါမယ်ရှုပ်လာမှာရှုပ်လာမှာမဟုတ်ဘူးလေရုပ်ရှင်မင်းသမီးမင်းသားတွေကိုဝေဖန်လို့ရုပ်ရှင်မင်းသမီးမင်းသားကြီးတွေတောင်မှဒရာဂျာကြီးတောင်မှငါတို့ကဖမ်းတာပဲဘာလို့လို့ပြည်သူလူထုတွေကအဲ့လိုဝေဖန်ရင်ပူတော်ဖမ်းခံအောင်မယ်ဆိုတဲ့အကြောက်တရားကိုစခါစားတော့ရိုက်ထည့်လိုက်ပြီပြပနေပြီးတော့ ကြည်ကွယ်မြက်ကွယ်မှာနေလေရင်ပြန်မကြောက်ဘုံမကြောက်ဧည့်စင်းမကြောက်ပါပဲနဲ့ထိုင်းရဲကိုလိုင်းကြီးပေးနေနေတဲ့ငါလုံးမသားတွေလည်းပြောကြတယ်နော်ပြည်တွင်းထဲဝင်လာတဲ့ငါတို့လိုအမောင်ထဲမှာနေမီးမထုံးနဲ့မီးထုံးနဲ့မိမ့်မလေးထုံးထုံးပြီးတော့ငါတို့လက်ဖိတ်တူတောင်းမထမိတူစာမရှိတူရှိတူနေမယ်အဲ့လိုဆိုရင်တော့မင်းတို့ပြောစကားငါတို့လက်ခံတယ်နော်နာကျင်တဲ့ကောင်နာငါတို့တော့ပြောပါမယ်စောက်ကူလည်းမဆိုင်ဘူးအဲ့တော့ကိုယ်မှန်နဲ့ထင်ရင်တော့အချိန်တိုင်းအဖြူမဲကွဲလာပါမယ်အဲ့ကျွန်တော်တို့တွေတချို့ဟာတွေလုံနေတယ် အညာဒေသတော်ကိုဘယ်လိုဝိုင်းဝန်းကူညီမလဲဆိုတဲ့ဟာကိုလည်းကြိုးစားနေတယ်။တော့ဆက်တဲ့ UNG ကတော့စောက်ပြတာတတ်တယ်နော်။ပြည်တွင်းမှာရှိတဲ့လူတွေရဲ့ပြည်ပမှာနေတဲ့လူတွေရဲ့နေဆက်မှာနေတဲ့လူတွေရဲ့စောက်ပြတာတတ်တယ်။ပြောကြတာတော့တော်တော်ကောင်းတယ်။နော်။အဲ့တော့ပြောချင်တာပါလဲဆိုတော့မကြခင်မှာလဲ UNG ကပြည်ပမှာနီလာခံလုပ်မလို့လို့ပြည်တွင်းမှာနီလာခံလုပ်မလို့စောက်တော့မကြသွားနဲ့ပဲပြည်ပမှာသူတို့လုပ်မှာပေါ့။ဘာလို့ဆိုခွက်ခေါက်အောင်မှာပြည်ပမှာခွက်ရှိရဖို့နော်။အကျွေးထဲမဲ့လူတွေရောဘာတွေရောသူတို့ပြည်ရေးတဲ့နဲ့သူတို့ ဲ့တော့တချို့နေရာမှာမှန်တယ်ဗျဖះလည်းဖះပေးသက်ရှိတယ်ဒီဝရက်လည်းဒီဝရက်ပေးသက်ရှိတယ်အထင်တော့မသေးနဲ့အားလုံးကျေးဇူးတင်တယ်